ဒါကတော့ဟိုပုံးကိုရင်လေးကြောင်းပြပုံမှန်မြင်တဲ့အတိုင်းပဲဟိုပုံးအထွက်ဖက်မှာရှိနေတာဖြစ်ပါတယ်ဒီဒေသမှာဟိုပုံးကိုရင်လေးရှိခဲ့စဉ်အချိန်ကာလကိုယ်ပဲယုံကြည်သူတွေအထူးများပြားခဲ့ပြီးတော့ရှယ်ဝေးကနေပြီးတော့တကူတကလာရောက်ဖူးသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်ဟိုပုံးကိုရင်လေးကတော့2021စက်တင်ဘာတရက်နေ့မှာကိုဗစ်ရောဂါနဲ့ပြန်လည်လောက်ခဲ့ပြီဖြစ်ပါတယ်ဒါကတော့အများက ထန်ဆန်းရွှေကုံပုံလူစီရောလို့ခေါ်တဲ့စီရောပါဘုံပုံကိုရင်လေးပါဝင်ဦးစီးတည်ထားခဲ့တဲ့စီရောဖြစ်ပါတယ်ဘွဲတော်အပြည့်စုံကမေတ္တာခန္တန်ထန်ဆန်းရွှေကုံစီရောမြတ်ကြီးပါမေတ္တာခန္တန်ဆိုတာကမေတ္တာတိုင်းပြီပါစီရောကြီးကဉာဏ်တော်မြင့်ပြီးတရား၈တောင်ရှိပြီးတော့အရန်စီရော64စုရှိပါတယ်စီရောနီးပါတော့မေတ္တာခန္တန်ဓမ္မပိမံတော်ကြီးနဲ့တည်ရှိနေပါတယ်အဲ့ဒီဗိမာန်တော်ကြီးရဲ့နေရာအတော်များများကိုကျွမ်းသားတွေနဲ့တိစောက်ထားပြီးတော့အချို့သောတိုင်တွေကတော့ လူတစ်ဖက်စားလောက်ညီရရှိတယ်လို့ဆိုပါတယ်ပိတကန်နဲ့တန်ဆန်းရွှေကုံစီရမြကြီးကို၂ရက်၃လ2015မှာအထက်ဌာနပိတ်ပြီးရန်စီရော်တွေကိုထိတော့တင်လို့ပူဇော်ခဲ့ပြီးရွှေထိတော့တင်လူချင်းနှစ်မျက်နှာထိတော့တင်လူချင်းကို၃ရက်နေမှာပြုလုပ်ခဲ့ပြီး၄ရက်နေမှာတော့စိန်ဘူးတော့တင်လူချင်းနဲ့ရေဆက်သုံးချတရားနာပွဲကြီးပြုလုပ်ခဲ့တယ်လို့သိရပါတယ်မြတ်တာခန္ဓာထန်ဆန်းရွှေကုံစီရောမြတ်ကြီးရဲ့မြင့်ခွင့်ဖြစ်ပါတယ်။ ဒါကတော့ပုံပုံကူရင်လေးမေတော်ကြောင်းပါမေတော်နာမည်ကတော့ကျွန်တော်အတတ်အတွက်မှားမှာဆိုလို့မထွက်တော့ပါဘူးပုံပုံကူရင်လေးကသူ့ရဲ့မေတော်အတွက်ရည်စူးတည်ထားစောင့်တည်ခဲ့တာပါဘရုံမှာចောင်းဆောင်မှာဖြတ်ပါတဲ့ရင်ခွင်းနေနဲ့လူပညာဖန်တီးမှုတွေရွှေ့ရှက်ထားတဲ့သွားလှိလာခြင်းစရာလက်ပတ်ခြင်းစရာနေရာလေးတခုဖြစ်ပါတယ် ဟုတ်ကဲ့နောက်တစ်ခုကတော့ဒန်ဆန်းကူဖြစ်ပါတယ်အခုဒီပုံမှာတွေ့ရတဲ့အတိုင်းပါပဲဆရာတော်အဟိုပုံကူရင်ဒီဥပိုရိတာကသူ့ရဲ့အိမ်မက်အရာဒီကူကိုရှောက်ခွေတွေ့ရှိခဲ့ပြီးတော့2009ဇူလိုင်6ရက်နေ့မှာဖွင့်နိုင်အောင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်ကိုရှိကိုတိကျမသိရပေမဲ့ပိုးကိုပိုင်အောင်ချုပ်ခွင့်ရဒေတာကပိုတိုင်းရင်းသားတွေကပီ6000ကန်းအထိရှင်နေပြီဖြစ်တယ်လို့ဆိုပါတယ်ဝင်ရောက်လည်လာနေတဲ့ကိုလျာကတော့ပီ3000ပီ3000ကန်းအထိဖြစ်ပါတယ် ။ဒဇက်လိုက်ကူကတောင်ကြီးမြို့ကနေဟိုဘုံမြို့ထိ12မိုင်ဟိုဘုံကနေလွိုင်လင်လမ်းအတိုင်း14မိုင်ကမှတရှိတာဖြစ်ပါတယ်။ကလည်းအောက်ဘက်ပီ350မှာရှိပြီးတော့ကူရဲ့အမြင့်ဆုံးနေရာက P60 ကမြင့်ပြီးတော့အကျယ်ဆုံးနေရာက P100 ကကျယ်တယ်လို့ဆိုပါတယ်